မိတ်ဆွေများအားလုံးပဲမင်္ဂလာပါရှင်။ Bravita Channel မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။အခုဖတ်ပြပေးမှာကတော့ဆရာပန်ဘောတိန်ဖေးရှိတာထားတဲ့သူတို့ကိုညင်ခုန်မနေပဲနိုင်ပေးလိုက်ပါညော်မှန်းချက်တွေကိုလျှော်ချပါဆိုတဲ့စာပိုက်လေးတွေကိုဖတ်ပြပေးမှာပဲဖြစ်ပါရစေရှင်။သူတို့ဆိုတာတင့်ကလေးတွေခင်ပွန်းဇနီးမိပါရောက်ခမမိတ်ဆွေတွေသို့မဟုတ်တင်တဲ့တခန်းထဲတူနေတဲ့တငယ်ချင်းတွေကိုဆိုလိုတာပါ။ ဒီနည်းရဲ့ဆိုလိုခြင်းကသူတို့ထဲကတယောက်နဲ့ညင်ခုံစကားများရင် သူ့ကိုအနိုင်ပေးလိုက်ဖို့တနည်းအားဖြင့်သူပြောတာမှန်တယ်လို့သဘောတူပေးလိုက်ဖို့ပါဒီလိုလှုပ်လှိုက်ခြင်းကြောင့်စကားများတာဟာဆက်မဖြစ်တော့ပဲရဲစဲသွားတယ်နှစ်ဖက်စလုံးမှာဒေါသနဲ့စိတ်ဖိစီးမှုတွေလျှော့ချသွားတယ်တစုံတယောက်ကိုအနိုင်ပေးလိုက်ရလို့သူ့နိုင်သွားတာဟာတင်ရှုံသွားတယ်လို့မဆိုလိုဘူးငင်းခုံတယ်ဆိုတာတကယ်တမ်းကြတော့ဘယ်သူမှမနိုင်ကြဘူး လူတွေကြားမှာသဘောထားကွဲလွဲပြီးပဋိပက္ခဖြစ်ကြတဲ့အခါ အပြန်အလှန်အကျိုးပြုမှုဆိုတာဘယ်တော့မှမရှိပါဘူးညင်းခုန်နေဆိုတာဟာလူတွေသူတို့ယက်တီချက်တွေကိုတစ်ဖက်သားလက်ခံအောင်အပြိုင်အဆိုင်ပြောကြခြင်းပါတစ်ဖက်ဖက်ကမလျှော်ရင်ညင်းခုန်မှုဟာနောက်ဆုံးမှနှစ်ဖက်စလုံးကိုစိတ်မကောင်းဖြစ်စေတဲ့ သို့မဟုတ်စိတ်ဆိုးဒေါသထွက်စေတဲ့တချို့ညှင်းခုန်မှုတွေဟာတယောက်နဲ့တယောက်ကြီးမရအောင်မုန်းတီးတဲ့ရန်သူတွေဖြစ်သွားစေတယ်။နောက်ပြီးညှင်းခုန်ခြင်းမှာနှစ်ဖက်စလုံးဟာနားမထောင်ကြလို့ဘာသင်ခန်းစာမှမရကြဘူး။ညှင်းခုန်ရင်းနဲ့မကြေမချမ်းဖြစ်ခြင်းဒေါသထွက်ခြင်းစိတ်ပြက်ခြင်းနဲ့စိတ်ဖိစီးမှုတွေသာဖြစ်ပေါ်စေတယ်။အချုပ်ပြောရရင်ညှင်းခုန်စကားများလို့ဘယ်သူမှအကျိုးမရှိတဲ့အပြင်စိုးကျိုးတွေပဲဖြစ်စေတယ်။ တင်းတစုံတယောက်နဲ့ညင်ခုံလို့သူ့ကိုအနိုင်ပေးလိုက်ရင်စောစောကအခြေအနေတွေဖြစ်မလာတော့ဘူးညင်ခုံခြင်းကနေနှစ်ဖက်စလုံးကို အနိုင်ရသူတွေအဖြစ်ငြိမ်းချမ်းစွာ အဆုံးသတ်သွားမယ်နှစ်ယောက်ရဲ့နားလည်မှုဟာပိုကောင်းလာသလိုဆက်ဆံရေးလည်းပိုပြီးတိုးတက်လာတဲ့တင်းဟာအတွေးမလျှော့ခြင်းပေမဲ့ချစ်ချင်း ကျင်နာတနာချင်းတို့ကြောင့်တစ်ဖက်သားနဲ့ညင်ခုံနာကိုဆက်မလုပ်တော့ရင်ပြက်တနာဟာအလိုလိုပြေလည်သွားတာကို တွေ့ရမယ်။တကယ်လို့တယောက်နဲ့တယောက်အကြီးအကျယ်စကားများညင်ခုံကြပြီးဆိုရင်တင်ဟန်ဆုံးဖြတ်ချက်တစ်ခုကိုမြ мян ထက်ထချဖို့လိုတဲ့အဲ့ဒါကသူနဲ့ဆက်ပြီးအပြန်ပြောနေအောင်မလား။ သုံးမဟုတ် နောက်ဆုံးအလျှော်ပေးလိုက်မလားဆိုတာပါ တနည်းအားဖြင့်တင့်အဆိုမှန်တယ်လို့တက်တည်ပြမလားသုံးမဟုတ်တစ်ဖက်သားရဲ့အဆိုမှန်တယ်ဆိုပြီးသူ့ကို အနိုင်ပေးလိုက်မလားတခါတော့အသက်၄နှစ်အရွယ်သမီးငယ်ကိုကျွန်တော်ကိုစကားတခွန်းပြောတဲ့ဒေဒီဟာဘယ်တော့မှသမီးအတွက်အချိန်မပေးဘူးနော်တဲ့သူစကားမမှန်ဘူးဆိုတာကျွန်တော်မှငြင်းချင်တဲ့စံတာဖြစ်ပေါ်လာတယ်ပြီးတော့အခုလိုပြန်ပြောလိုက်ခြင်းတဲ့ ။တမီပြောတာမမှန်ဘူး။ဒယ်ဒီတမီနဲ့အချိန်တွေများကြီးနေခဲ့တယ်။မနေ့ကပဲဒယ်ဒီနဲ့တမီပန်းကြံတဲ့လမ်းလျှောက်ရင်နေ့လယ်စာအတူစားခဲကြတာကိုမမှတ်မိဖို့တော့ဘူးလား။ဒါပေမဲ့အဲ့ဒီလိုပြောလိုက်ရင်အကျိုးရှိမှာမဟုတ်ဘူး။တမီနဲ့အငင်းအခုံဖြစ်တော့မယ်ဆိုတာကိုစိတ်ထဲကလိုလိုသိနေတယ်။ဒါကြောင့်ခုလိုပြောလိုက်တဲ့တမီပြောတာမှန်တယ်။ဒယ်ဒီလေးနောက်ဆိုရင်တမီနဲ့အချိန်ကြာကြီးနေမယ်။ ဒေဒီသမီးလေးကိုအရန်ချစ်တယ်ကွယ်အဲ့ဒီလိုစကားတွေဟန်ဆောင်ပြောလိုက်တာမဟုတ်ပါဘူးရင်ထဲကနေလှက်လိုက်လဲလဲပြောလိုက်တယ်နောက်ပြီးသမီးနဲ့အငင်းခုံမလုပ်ပဲသမီးပြောတာမှန်တယ်ဆိုပြီးအနိုင်ပေးလိုက်တယ်ဒါကြောင့်ကျွန်တော်တို့ရဲ့ညင်ခုံခြင်းဟာစားတော့မစားလိုက်ရပဲအဆုံးသတ်သွားပါတော့တယ်အကျိုးဆက်ကသမီးလေးရောကျွန်တော်ပါစိတ်ကြင်နမှုရှားသွားကြတယ် ကျွန်တော်အနေနဲ့တကယ်ရည်ကြီးတဲ့ကိစ္စအတွက်သို့မဟုတ်မိမိကိုတိတ်ခါကြဆင်စီမယ်သို့မဟုတ်မိမိအပေါ်အမျက်ထုံးမဲ့စကားတွေကိုအငင်းမပွားပဲတစ်ဖက်သက်အလျှော့ပေးလိုက်ဖို့အကြံပေးတာမဟုတ်ဘူးအဲ့ဒီကိစ္စမျိုးတွေမှာတစ်ဖက်သားကိုအလျှော့ပေးတာမဟုတ်ပဲပြပြတတ်တာပြောသင့်တယ်မိမိမှန်တယ်ဆိုတဲ့အယူအဆသဘောထားကိုစွဲကင်ပြီးညှင်းခုန်သင့်တယ်အဲ့ဒီလိုကိစ္စမျိုးတွေမှမဟုတ်ရင်တော့တစ်ဖက်သားနဲ့ညှင်းခုံမနေပဲသူ့ကိုအနိုင်ပေးလိုက်ခြင်းကြောင့် ငိမ့်ချမ်းတဲ့ညီနဲ့ညင်းခုံချင်းကို ဖြည့်ရှင်ပေးလိုက်ပါ တခါတည်းမှာတစ်ဖက်သားကလည်းတင့်ကိုပြန်ပြီးအနိုင်ပေးတာမျိုးတွေနဲ့ကြုံတွေ့ရနိုင်ပါတယ်ညှော်မှန်းချက်တွေကိုလျှော်ချပါအခုပြောမယ့်ညီဟာအပြောလွယ်သလောက်လုပ်ဖို့ခက်တယ်ညှော်မှန်းချက်ဆိုတာဘဝရဲ့စိတ်ပိုင်းတစ်ခုဖြစ်ပြီးငယ်စဉ်ကတည်းကဖြစ်ပေါ်လာခဲ့တာပါဘယ်လိုပဲဖြစ်ဖြစ်ညှော်မှန်းချက်တွေကိုနည်းနည်းလေးပဲဖြစ်ဖြစ် ရှော့ချပေးနိုင်မယ်ဆိုရင်ငြိမ်းချမ်းသာရပြီးပျော်ရွှင်စရာကောင်းတဲ့ဘဝကိုရယူနိုင်မယ်လမ်းကြောင်းပေါ်ရောက်သွားပါမယ်။ညောင်မှန်းချက်တွေကြောင့်ပူဆေးသောကနဲ့စိတ်ဖိစီးမှုဖြစ်ပေါ်ခြင်းတွေဖြစ်လာကြတဲ့ကျွန်တော်တို့ဟာတခုခုကိုလိုချင်နေတာမရရင်သို့မဟုတ်တစုံတရာဟာကျွန်တော်ကိုပြုမှုစေခြင်းတလို့မပြုမှုရင်ကျွန်တော်တို့ဟာစိတ်ပြတ်မယ်။ စိတ်အနှောက်အယှက်ဖြစ်တယ်စိတ်မချမ်းမြေမှုဖြစ်တယ်တကယ်တော့ဘဝဆိုတာကျွန်တော်တို့ဖြစ်စေခြင်းတလို့အတီးအကျဖြစ်လာတယ်ဆိုတာအလွန်ဖြစ်ခဲတယ်ကျွန်တော်တို့မျှော်မှန်းထားသလိုဖြစ်မလာရင်ဝမ်းနေရတယ်စိတ်ညစ်ရတယ်ပိုပြီးဆိုတာကမျှော်မှန်းချက်တွေဖြစ်မလာရင် ကိုယ်ဘဝကိုယ်တောင်စိတ်ပြတ်လာမိတယ်မနေ့ကပဲကျွန်တော်ရဲ့မျှော်မှန်းချက်အတိုင်းဖြစ်မလာလို့ကျွန်တော်စိတ်ပြက်ခဲ့တဲ့အဖြစ်ပြက်တစ်ခုရှိခဲ့တယ် ကျွန်တော်ဟာအမြဲတမ်းလိုလိုစိတ်တက်တကြွနေသူတယောက်ပါဒီတော့ကြံတဲ့သူတွေလည်းကျွန်တော်မိသားစုဝင်တွေကိုလည်းကျွန်တော်လိုစိတ်တက်တကြွစေဖို့မျှော်မှန်းထားတတ်တယ်။မနေ့ကရာသီဥတုဟာအတော်ကိုပူတယ်။ဒါကြောင့်မိသားစုခေါ်ပြီးရက်ကွက်အတင်းတိုက်ကရေကူးကန်ကိုသွားပြီးသွားဖို့စိတ်ကူးအကြံရတဲ့ ရေကူးကန်ထဲမှာဆော့ကစားရင်အပူတန်တတ်တာမှာဖြစ်တယ်လို့အားလုံးလည်းကြော်ကြမယ်လို့တွေးမိတယ်သူတို့လည်းရေကူးကန်သွားပြီးရေကူးဆော့ကစားဖို့စိတ်အားထက်သန်နေကြမယ်လို့မျှော်လင့်မိတယ်တမီးလေးနှစ်ယောက်ကိုရေကူးကန်သွားကြမယ်လို့ပြောလိုက်ရင်သူတို့ဟာဒယ်ရီပြောတဲ့အကြံကောင်းလိုက်တာသမီးတို့အခုပဲသွားချင်းနေပြီလို့မြူးတူးတက်ကြတဲ့အတန်နဲ့ပြန်ဖြေကြမယ်လို့ကျွန်တော်မျှော်မှန်းထားတယ်။ တကယ်တော့ကျွန်တော်ကြားလိုက်ရတာက daddy ရှားတယ်လေဘာပဲဖြစ်ဖြစ်ပါဆိုတဲ့စိတ်မပါလက်မပါဖြည်တန်ပါကျွန်တော်လည်းဒေါသထောင်းကနေထွက်သွားပြီးသူတို့ကိုခုလိုပြန်អော်လိုက်တယ်မင်းတို့ဘာဖြစ်နေကြတာလဲတကယ်လို့ဇနီးခရစ်တာချားမွင့်ခဲ့ရင်အချိန်นี่ကအတော်လေးကိုစိုးသွားနိုင်တယ်ကျွန်တော်နဲ့သမီးတွေဟာအပြန်အလှန်អော်ဟစ်ပြောကြလိမ့်မယ်ခရစ်ကကျွန်တော်ကိုပြုံးပြပြီးခုလိုတူတူလေးပြောတယ် ယောက်ျားရဲ့ရှင်ပြပြနေတဲ့မျှော်မှန်းချက်တွေကိုလျှော်ချပါဆိုတဲ့စကားကိုမေးသွားပြီလားရှင်ဖြစ်ခြင်းတဲ့အတိုင်းအမြဲတမ်းဖြစ်မလာနိုင်ဘူးဆိုတာကိုတတိယစံပါအောင်မှန်တယ်သူပြောတဲ့စကားကကျွန်တော်ဟာမိမိပြောတဲ့အတိုင်းလုပ်ဖို့မေးနေတတ်တယ်ဆိုတာကိုတတိပေးလိုက်ပါတဲ့ကျွန်တော်လည်းသမီးတွေကို အော်ပြောနေတာကိုရှက်လိုက်တယ် ျွန်တော်ခုလိုပြောလိုက်လို့တင်မျှော်မှန်းချက်မထားရဘူး။သို့မဟုတ်မျှော်မှန်းချက်တွေကိုဖယ်ရှားပြရမယ်လို့မဆိုလိုဘူး။အလုပ်ထဲမှာ ਨੇ ဘဝတိုးတက်ရေးအတွက်မျှော်မှန်းချက်တွေကိုထားဖို့လိုတဲ့ကျွန်တော်ခုပြောတဲ့မျှော်မှန်းချက်တွေကိုလျှော့ချဖို့ဆိုတာတင့်မိသားစုဝင်တွေပေါ်မှာမျှော်မှန်းချက်တွေများကြီးမထားဖို့ပြောချင်ပါဘာကြောင့်ခုလိုပြောရတာလဲဆိုတော့မိသားစုဝင်တွေကတင့်မျှော်မှန်းထားသလိုမလုပ်ကြရင် ဖြစ်မလာကြရင်တင်ပဲစိတ်ဆင်းရဲရမယ် ဒေါသဖြစ်ရမယ်အဲ့ဒီလိုဖြစ်တော့မိသားစုဝင်တွေကိုအပြစ်တင်မယ်အော်ဟစ်ကြိမ်မောင်းမယ်သူတို့ကလည်းတင်းကို တုံ့ပြန်ပြောကြမယ်အော်ဟစ်ကြမယ်ဒါဆိုရင်တင်းမိသားစုမှာတာယာချမ်းမြေမှုရှိမှာမဟုတ်ဘူးဒါကြောင့်ထပ်ပြောပါမယ်။တင်မိသားစုစိတ်မချမ်းသာဖြစ်မှာကိုရှောင်ရှားခြင်းရင် သူတို့ပေါ်မှာထားတဲ့တင်းညှော်မှန်းချက်တွေကိုလျှော့ချပေးပါ။ ဟုတ်ကဲ့ပါရှင်ဒီစာပဲလေးကိုနားထောင်ပြီးတော့မိတ်ဆွေတို့တက်တစုံတစ်ခုခန်းစားရမယ်ဆိုရင် comment မှာရေးခဲစေချင်ပါတယ်ကျမကိုအားပေးသောစာကြည့်ပရိသတ်များနှင့်အတူတတ္တဝါတွေအားလုံးကောင်းကျိုးလိုရာဆန္ဒတွေပြည့်ဝကြပါစေလို့ဆုတောင်းမေတ္တာပို့သရင် ဆုံးထိနာထောင်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်။